မင်္ဂလာနနက်ခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေပြည်တော်ကတော့25ဒီဂရီရှိပြီးတော့မှ26ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနေပါတယ်ဒေရုရီသေးကမနေ့ပိုင်းမှာအလွန်နှင်းကျနေပြီးတော့မှမွန်လွယ်ပိုင်းကနေပြန်ပြီးတော့မှအတင်းတင်းဖြစ်ပါမယ်တနေ့တာလုံးအတွက် မနေ့ပိုင်းမှာနေရာအနှံ့ပြမိုးထစ်ကြုံရွာနိုင်ပြီးတော့မှညနေပိုင်းမှာသာယာပါမယ်။မြင့်ဆုံးပူချိန်ကတော့30ဒီဂရီရှိမှာဖြစ်ပါတယ်။နေ့စဉ်ဝိပြုချိန်လင်းပြနိုဝင်ဘာလ6ရက်ဇာတာပတိနေ့2025ငါဒီအာလာဖဖြစ်၏။အောမေကလည်းဖြစ်၏။ဒီကချက်ဓာရီချန်မှာခွန်အားယူစရာများအပိုင်းနှင့်ဖက်ရန်ကျန်းကျယ်ဓာရီချန်ခန်းကြီးဒေခန်းငယ်၄မှ၈ငါယောဟန်သည် အာရှိပြည်၌ရှိသောတင်းတော်ခုနှစ်ပါးကိုကြားလိုက်ပါ၏ပြစ်စုတ်ပံအတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရားသခင်ထံတော်က၎င်းပလင်တော်ရှိ၌ရှိသောဝိညာဉ်ခုနှစ်ပါးထံက၎င်းတစ္ဆာဆောင်သောတသက်ခံ ဖြစ်တော်မူထသောတည်သောသူတို့တွင်သာဦးဖြစ်တော်မူထသော လောကီပြည်တို့၏အထွတ်ဖြစ်တော်မူသောယေရှုခရစ်ထံတော်က၎င်းဂျေဇုတော်နှင့်ညီသက်ခြင်းသည်သင်တို့၌ရှိပါစေသော ငါတို့ကိုချစ်၍မိမိသွေးနှင့်ငါတို့ပြည့်များကိုစေးကြောတော်မူ၍မိမိခမည်းတော်ဖျားသခင်ရှေ့၌ငါတို့ကိုရှင်ပြန်အရာ၌၎င်းရစ်ပြောဟိတ်အရာ၌၎င်းခန့်ထားတော်မူသောသူသည်ကဘာအဆက်ဆက်ဘုံအတိအစွမ်းတတ္တိရှိတော်မူစေတည်းအာမင်ရှိရှုလောဘိုးတိန်တကွာကြွလာတော်မူသည်ဖြစ်၍ကိုရောကိုထိုးပေါက်တော်သူတို့နှင့်ရှိသည်မြတ်တော်သူတို့သည်ကိုရောကိုရှုမြင်ရကြလိမ့်မည် ရေကြီးသားမျိုးမျိုးရှိသည်များတို့သည် ကိုရောကြောင့်ငိုကြွေးမြည်တမ်းရကြလိမ့်မည်မှန်ပေ၏အာမင်ငါသည်အာလဖာဖြစ်၏အိုမေဂါလည်းဖြစ်၏ဟုအနန္တတကုန်၏ပြည့်စုံတော်မူ၍ပြစ်စုံပန်တိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသောသာဝရရှင်ဘုရားသခင် မိန်တော်မူ၏ဗျာဒိတ်ချံခန်းကြီး22ခန်းငယ်33ငါသည်အာလဖာဖြစ်၏အိုမေဂါလည်းဖြစ်၏ အဦးဆုံးသောသူနောက်ဆုံးသောသူဖြစ်၏အစနှင့်အဆုံးလည်းဖြစ်၏ဒီစာသည်မူလကအာရှမိုင်းနားမှာရှိတဲ့အသင်းတော်ခုနှစ်ပါးကိုညီညွတ်ခြင်းဖြစ်တယ်လို့ပါရှိတယ်အရိခေတုံးကယောမလက်အောက်မှာရှိပြီးတော့မှအခုခေတ်မှာတော့တူရကီနိုင်ငံဧရိယာမှာရှိပါတယ်ပြစ်စုပ်ပံအတိတ်အနာဂတ်ကာလမှာတည်ရှိနေတဲ့သာဝရဘုရားသခင်ထံက၎င်းတန်ရှင်သောဝိညာဉ်တော်ထံတော်က၎င်း တစ္ဆာဆောင်တဲ့တည်တည်ခံဖြစ်တဲ့သေးတဲ့သူတွေအတွက်သာဥဖြစ်တဲ့လောကီပြည်နေရဲ့အထွတ်မြတ်အာဏာဖြစ်တဲ့ယေရှုခရစ်ထံကနေပြီးတော့မှဂျေဇုတော်နဲ့ညီသက်ခြင်းသူတို့ပေါ်မှာတက်ရောက်ဖို့ရန်အတွက်ရှင်ယောဟန်ပထမဦးဆုံးဆုတောင်းမြတ်တာပို့တာပေးထားတယ်။ဒီနေရာမှာရှင်ယောဟန်ကဓမ္မတိတ်ထံကြားကြသုံးပါးတစုဘုရားသခင်ထံကဂျေဇုတော်နဲ့ညီသက်ခြင်းရှိဖို့မြတ်တာပို့တာထားတယ်။ ဒါဟာသုံးပါးတစုဘုရားသခင်ရဲ့ဖြစ်တည်မှုကိုတည်တည်ထူခြင်းလည်းဖြစ်ပါတယ်။ဆက်လက်ပြီးသခင်ယေရှုခရစ်တော်ရဲ့အကြောင်းကို ချီးမွမ်းတဲ့အခါမှာတော့လူသားတွေကိုချစ်ပြီးတော့မှသူ့ရဲ့အသွေးနဲ့အပြစ်တွေကိုဆေးကြောတော်မူတဲ့သူ ဖြစ်တယ်။ပြမီးတော်ဘုရားသခင်ရှင်မှာကျွန်တော်တို့ကို ရှင်ပြန်ရရနဲ့ပြပြောဟေးအရာကိုခံယူဖို့ရန်အတွက်ပြင်ဆင်ပေးတော်မူသော ယုံကြည်သူတွေကိုခန့်ထားရမှုသောသခင်ယေရှုဟာကဘာဆက်ဆက်ဘုံတည်စွန့်တတ်တည်ရှိပါစေလို့ချီးမွမ်းတော်ပနာ ပြုထားပါတယ်။ဆက်လက်ပြီးယောဟန်သည်သခင်ယေရှုခရစ်ကိုချီးမွမ်းခြင်းကနေသူ့ရဲ့နောက်တစ်ဖန်ပြန်ကြွလာမယ့်အရာကိုလည်းသတိပြုပြီးတော့မှကြည့်ရှုကြဖို့ရန်နှိုးဆော်ထားတယ်။ဒီတကားသခင်ယေရှုပြန်ကြွလာမှုခြင်းကို သူဖော်ပြတဲ့အခါမှာသူ့ရဲ့တဘာဝလွန်ယူပါယုံကနေဖော်ပြတာမဟုတ်ဘဲနဲ့တမန်ကျမ်းစာတွေက မ္ဘာဟောင်းချန်နယ်ကမေရှိယာကြွားလာအောင်မယ်ဆိုရဲနားလည်မှုနဲ့သူပေါ်ပြခြင်းဖြစ်ပါတယ်။တကယ်ရှုသည်မိုးတိမ်ဆိုတဲ့ဘုံတည်နဲ့တကွာဆင်းကြွလာအောင်မှုမဲ့သူဖြစ်တယ်။သူ့ကိုထိုးဖောက်ထားတဲ့သူတွေတတ်ထားတဲ့သူတွေနဲ့အခြားခြားရှိသမျှတဲ့သူတွေအားလုံးဟာဒါကို တွေ့မြင်ရကြလိမ့်မယ်။ရမကျင်းလူစာတိခိုင်ဘရမတခင်ရှုဆင်းကြွလာတော့ကလူတိုင်းမြင်တွေ့ခွင့်မရှိဘူး။အခုဒုတိယကျင်းကြွလာတဲ့ခါကျတော့ သူ့ကိုတတ်ခဲတဲ့သူတွေနဲ့တူတူအားလုံးထင်ထင်ရှားရှားမြင်တွေ့ရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။အဲဒီချိန်ကျတော့မှ ကိုရော်ကိုညင်းပယ်ထားတဲ့မြေကြီးသားမျိုးမျိုးတွေဟာဒီတွားညီတန်းချင်းကိုပြူရကြလိမ့်မယ်။နောက်ပြီးတော့မှသာရရှင်ဖျားသခင်ကိုရန်ကငါသည်အာလာဖဖြစ်တဲ့အိုမီဂါဖြစ်တဲ့အရင်ဦးဆုံးသူဖြစ်တဲ့နောက်ဆုံးသောသူလည်းဖြစ်တယ်ဆိုတာကို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 ဖော်ပြမိတ်ဆက်ပါတယ်။ နောက်ပြီးအနန္တတကုနဲ့ပြည့်စုံတော်မူသောသူတို့လည်းဖော်ပြပါရယ်ဒီကျမ်းစကားကိုဓမ္မသစ်ကျမ်းထဲမှာဆယ်နေရာမှာပဲသုံးပြထားတယ်ဆယ်ချိန်ထဲမှာ၉ချိန်လုံးကဓာရိကျမ်းထဲမှာရေးသားထားခြင်းဖြစ်ပါတယ်ဓာရိကျမ်းသည်ဘုရားသခင်ရဲ့တကုအာနာဇတ်ကိုဖော်ပြယုံသာမကဘုရားသခင်သည်အစအလယ်ဆုံးကိုအုပ်စိုးထိန်ချုပ်ပြုပြင်ပြင်ဆင်စီရင်နိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း အထူးလေးပေးဖော်ပြတာတာကိုကျွန်တော်ဆက်လက်လေ့လာရင်းနဲ့တွေ့ရှိရမှာဖြစ်ပါတယ်။ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ကိုရရဲ့အုပ်ဆိုးခြင်းအာနာဆက်ဒီကနေ့တည်နေစေတော်မူပါ။တာမန်အလုံးသားသီးသီးမှာကိုရရှင်ကိန်းဝတ်ပါ။ကိုရရှင်မကိန်းဝတ်အောင် တားဆီးထားတဲ့ຢာတွေခံရနေတဲ့ຢာတွေအလုံးကိုလည်းကိုရရှင်ဖတ်ပြဖယ်ရှားပါ။ကြောက်ရွံ့မှုတွေ၊စိုးထိတ်မှုတွေ၊တန်တရားတွေ တဏ္ဍာနာတရားတွေအားလုံးထက်မှာကိုရောရှိတယ်။တို့တွေ့ကြောင်းကိုရောရှင်ဖဖျားတာမုတ်ကိုအုပ်ဆိုးပါလမ်းပြပါကိုရောသလင်တာမုတ်ရှင်တာမုတ်သခင်ဖြစ်ပါれကိုရောကောင်းကြီးပေးပါ ကိုရောလမ်းပြပါမြတ်ပြည့်ကြီးကိုလည်းကိုရောရှင် အုပ်ဆိုးပါမကောင်းတဲ့နဲ့မောင်မိုက်တကူတွေကိုဖယ်ရှားလေကိုရဲ့အလင်းကိုရောရဲ့ဖြောင့်မတ်ခြင်းကိုရဲ့သစ္စာတရားများဖြင့်အုပ်ဆိုးတော်မူပါ လွှမ်းမိုးတော်မူပါသာသမီမိသားစုတွေပတ်ဝန်းကျင်တွေ တာမရနိုင်ငံတာမရမျိုးစုတွေအားလုံးကိုလည်းကိုရရှင်အုပ်ဆိုးတော်မူပါမကောင်းတဲ့ရတဲ့အားလုံးမှတာမရကိုကယ်တင်ကယ်နှုတ်တော်မူပါဖျားသခင်ထံမှလာတဲ့ချစ်ချင်းမေတ္တာဖြင့်တယောက်စီတိုင်းပြည့်စေပါချစ်ချင်းမေတ္တာကို ရှာဖွေလက်ကိုကိုယ်တိုင်ကစပြတော့မှဖျားချစ်ချင်းမေတ္တာကိုခြင်းချင်းချစ်ပဝင်ခြင်းကိုချစ်နိုင်သောတတ္တာပိုင်ရှင်နေဖြစ်စေဖို့ကိုရထူးကောင်းကြီးပေးသနာတော်မူပါ အမှန်တည်းသူတွေကောင်းကြီးပေးပါစေုံစေကံတယောက်ကုသလက်ရှိတဲ့သူတွေအများဆုံးသက်သာပြောက်ကင်းချမ်းမာစေပါကင်ဆာရောဂါဝေဒနာကိုတိုက်ခိုက်တွန်းလှန်နေရတဲ့သူတွေကိုလည်းကိုရရှင်ပါရှိလက်ခွန်အားပေးပါဆွမ်းရင်ပေးပါကုန်ချစိတ်တွေကိုရရှင်ပြင်ဆင်ပေးပါဒီခုမချမ်းမာတဲ့သူတွေမှာလည်းကုန်ချစိတ်ခက်ခဲတွေရှိတဲ့အခါမှာကိုရရှင်ကောင်းဆုံးပြင်ဆင်ပေးလက်မျိုးမျိုးသောချုံနောင်မှကိုရရဲ့တကူတော်အားဖြင့်လွတ်မြောက်စေတော်မူပါ မာဘီကြီးကိုချမ်းသာငြိမ်သက်ခြင်းပေးလျက်လွတ်မြောက်ခြင်းခွင့်ကိုမကြခင်ပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှုပ်လျက်သနာခံဆုတောင်းကြပါရဖဖခင်အာမင်